မင်္ဂလာပါရှင်မန္တလေးခတိ channel နဲ့ပြန်လည်ကြွဆိုပါရှင်ကျမတို့ channel ကနေနောက်ဆုံးရသတင်းများကို channel တွင်ညစာတင်ဆက်ပြီးတော့မှဖြစ်ပါရှင်ဒေါက်တာဆန်ဆန်နဲ့ energy အပေါ်မှာဒေါက်ဆန်စုကြည်ဘလို့တဘောထားမလဲဆိုရဲမိခွန်းတွေကအလုံးသိချင်နေခကြတာပဲဖြစ်ပါရယ်ဒေါက်ဆန်စုကြည်နဲ့ဒေါက်ဆာဆဆာက2020ရွေးကောက်ပွဲမတိုင်းမီမဲဆွယ်စည်းရွေးကာလမှာတွဲဆွဆွေးနွေးမှုတွေလုပ်ခဲ့ကြတာဖြစ်ပါရယ် ဖေဖော်ဝါရီလ၁ရက်နေ့မတိုင်မီမှာဒေါ်ဆန်စုကြည်၊သမရအကြီးဒုတမရဒေါက်တာဆဆန်းဆွေးနွေးတိုင်းပင်မှုတွေလုံးနေကြတဲ့အချိန်မှာပဲအာနာသိမ့်မှုဖြစ်ပွားခဲ့ပါတယ်။ဒီနေရာမှာကျွန်တော်တို့ပီတရီကန်ကောင်းချင်တော့အာနာယူအုပ်စုကဒေါက်တာဆဆန်းကိုလုံးဝမသိကြဘူးလို့သိရပါတယ်။ဒေါ်ဆန်စုကြည်က energy အစိုးရကိုလက်ခံပတ်မလို့ဆိုတဲ့အဖြေကတော့အာနာတကယ်တိန်သွားပြီလို့သိလိုက်တဲ့အချိန်မှာဒေါ်ဆန်စုကြည်နေ ဒေါက်တာဆဆာကိုအမစကားရပါခဲတာဖြစ်ပါရယ်။ဒါဒေါက်တာဆဆာလွတ်မြောက်နေမြေရောက်မှဖြစ်မဲ့ဒါတော့တော့ဒါကိုယုံတယ်နိုင်ငံရေးအတွေ့အကြုံကိုလည်းယုံပါတယ်ဖြစ်ပျက်ခဲ့တဲ့မြတ်ကဘာကြီးကိုချက်ပြပါ။ဒါဒေါက်တာဆဆာဒီပွဲမှာအစွမ်းကုန်စူးစမ်းလှုပ်ဆောင်ပါ ဖိုးပွားခေကလေးကဒီကနေ့အချိန်ကြီးမပြီးမြောက်သေးတဲ့ဒီမိုကရေစီတိုက်ပွဲပြန်ဆနေပြီ2021ဟာအာဏာစနစ်ကိုအဆုံးသတ်မဲ့ပွဲပဲအချိန်ကြာကောင်းကြာနိုင်တယ်ခက်ခဲကောင်းခက်ခဲမဲ့ဒီမိုကရေစီအပြည့်အဝမရမချင်းစိတ်ဓာတ်ခိုင်မာစွာချီတက်ရမှာပဲအဆုံးသတ်မဲ့ပွဲကိုတော့တောင်ဒေါက်တာဆဆဦးဆောင်ပြီးလှုပ်ရှားရှိရတွေကောင်းဆုံးစူးစမ်းလှုပ်ဆောင်ပါတောင်ဒေါက်တာဆဆလှုပ်ဆောင်တဲ့များအမေတို့ကလက်ခံပြီးသားပြည်သူလူထုတရလောက်ကလည်းလက်ခံလာနိုင်မယ်အချိန်မရှိတော့ဘူးသားသွားတော့ ဲ့ဒီအချိန်မှာဒေါက်တာဆဆာကလည်း okay အမေကျမရေကိုသာကူးဆိုင်ပေးပါကျွန်တော်အတဏ္ဍဆုအစွမ်းကုန်စူးစမ်းလှုပ်ဆောင်သွားပါမယ်လို့ကတိပေးခဲ့တာပဲဖြစ်ပါရင်ဒေါက်တာဆဆာရဲ့ခြေလံကတော့နံပါတ်1လွတ်မြောက်တဲ့ပညာရှိပုဂ္ဂိုလ်များပြည်သူအားကိုရတဲ့ကောင်းဆောင်များဆက်သွယ်လာပါတယ်။နံပါတ်2စီရဲလှုံ့ဆော်မှုတွေပေါ်ပေါက်လာတဲ့နံပါတ်3 CRPH တွေပေါ်ပေါက်လာတဲ့နံပါတ်4 NUG တွေပေါ်ပေါက်လာတဲ့နံပါတ်5ဒူတမာတွေပေါ်ပေါက်လာပါတယ်။ဝန်ကြီးဌာနတွေပေါ်ပေါက်လာတဲ့ နံပါတ်6ပီဒီအက်တွေပေါ်ပေါက်လာတဲ့နံပါတ်9တိုင်းရင်းသားအားလုံးကိုလည်းစီးရုံနိုင်ခဲ့ပါတယ်။နံပါတ်10ဒေဝါလုံးမှရှိတဲ့အဖွဲ့အစည်းတွေအားလုံးတင်ပြနိုင်ခဲ့တဲ့နံပါတ်9အာဆီယံနိုင်ငံများကိုလည်းတင်ပြနိုင်ခဲ့ပါတယ်။နံပါတ်10အေကဘအင်အားကြီးနိုင်ငံများကိုလည်းတင်ပြနိုင်ခဲ့လည်းဖြစ်ပါတယ်။ဒါကြောင့်ဒေါက်ဆာဆူဂျီရဲ့ NUG အပေါ်မှာသဘောထားအဖြစ်ကတော့အရှင်းရှင်းလေးပဲဖြစ်ပါရယ်။ဒါဒေါက်တာဆဆာအကောင်ဆုံးစူးစမ်းလို့ဆော်တရားကိုလက်ခံပြီးသားယုံကြည်ပြီးသားပြည်သူလူထုတရက်လောက်ကလည်းထောက်ခံလာနိုင်မယ်လို့ပြောဆိုခဲ့တာပဲဖြစ်ပါရယ်။ ဆက်လိုက်ပြီးတော့ရှေ့လအတွင်းအဘဲတို့များရွေးကောက်ပွဲလုံးချပင်မင်းကြီးကိုကုလတွင်လူအခွင့်အရေးအကြီးကမေးခွန်းထုတ်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးမှဖြစ်ပါရယ်။တိုင်းပြည်ဒီဖယုဖယဲဖြစ်လာနေပြီးနိုင်ငံအနှံ့လေးချောင်းမှအပေါင်းများအဆက်မပြတ်အကျဲချတတ်ခံနေမှုနဲ့အတူလူအခွင့်အရေးချုပ်ဖောက်နေမှုများမိုးလိုပေါက်အောင်ဖြစ်လာနေတဲ့အချက်တွေစုံစုမှရှေ့လများတွင်ရွေးကောက်ပွဲလုံးပြီးဆိုတာကိုမိမိအနေဖြင့်မိတို့များဆဲဆောင်ရွက်များအောင်ဖြစ်နေသည်ဟုကုလလူအခွင့်အရေးအကြီးက ပြောဆိုထားဖြစ်ပါရယ်နှုတ်လက်ပြတရားမျှတရရွက်ကပွဲလည်းမိတို့များဖြစ်လာနိုင်စေအကြောင်းရှိဥဆုချပါရယ်ဆုံးစုတည်းရွက်ကပွဲအမျိုးသားရင်ကြစီအတွက်အခွင့်ရေးဟုအကြောင်းပြလာခဲ့ပါရယ်သို့တော့လီလာဆော့ချီသူများကဆုံးစုရယ် ဆက်ရွေးတည်မြဲနေမှုကိုဖိုးကွင်းအသုံးပြုတဲ့ပရိယတ်တစ်ခုအဖြစ်ပယ်ချထားခဲ့ကြပြီဖြစ်ပါရီမြန်မာရဲ့အချင်းလေးဒီမီဒီယာများရဲ့အာရုံစိုက်မှုကိုလုံလောက်အောင်မရဖြစ်နေပြီးလူများဒီဒုက္ခမျိုးမျိုးခံစားကြရတယ်လို့ဆိုထားပါတယ်ဆောဆုဒီနိုင်ငံသားတူချက်စီနဲ့အရက်ဖက်အဖွဲ့စင်များလွတ်လပ်စွာလှုပ်ရှားဆောင်ရွက်ခွင့်ကိုလောကဥတ္တပိတ်ဆို့ကန့်တထားပြီး၎င်းတို့အားအတိုက်ခံပြည်သူများကို ပြည်သူများကိုဖမ်းဆီးထားတဲ့အပြင်တရင်ချောင်းများကိုလည်းတပ်ဖြတ်နေကြောင်းအထွတ်ပြည်အရသားများအားအပြဲထံပုံကျတက်ခတ်နေကြောင်းအထူးသဖြင့် Rocket Bay နဲ့အတွင်းတိတားထင်ရှားစွာတွေ့လာရကြောင်း AFP တရင်ဌာနနဲ့အင်တာဗျူတွေပြောပြသွားခဲ့ပါတယ်။ ထို့သောအနေအထားတွင်လှလပီတရားများတမှုရှိပါမည်ဟုမိသူကများပြောနိုင်ပေုံမလီနိုင်ငံရဲ့တစိတ်တပိုင်းတော်တော်များများတဲ့မိသူနဲ့ထိတ်ချုံနိုင်စွာမရှိဖြစ်နေပါသည်စစ်တပ်ဒီပရိပခရဲ့အကြံအပဖြစ်နေပြီးလူထုကိုနှစ်ပေါင်းများစွာကြောင်းဖိနှိပ်လာခဲ့တဲ့အဖွဲ့အစည်းလည်းဖြစ်တယ်ဟုဆိုချပါသည်တိုးတက်တဲ့အတန်မြမလူအခွင့်ရဲ့အဖွဲ့ကိုတည်ထောင်တူတော်ခေအောင်မကလှလတရားများတပီးယုံကြည်ထိုက်ဖို့နေနေသက်သာရွှေကောက်ပွဲဟုပင်အမိသက်ရမခေါ်ထိုက်ဟု TV ခေါ်ပါရေးသားချဖြစ်ပါရယ် ဇော်မဲလုံကတော့မိမိတို့ရွေးကောက်ပွဲအားမေဖက်နိုင်ငံများနဲ့မြန်မာပြည်သူများအတိမပြုတ်ရင်းလှုံ့လောက်ပြီးဟိုချုပ်ဖို့ပြောလာတဲ့အဖြစ်ကိုရောက်ရှိလာခဲ့ပါသည်။မေဖက်နိုင်ငံများဆိုဒီကနဲ့အာလုံးတည်နေတဲ့အတိုင်းလက်ချောင်းငါးချောင်းပိမပြည့်ထိုလည်းငါးချောင်းမပြည့်တဲ့နိုင်ငံများဆိုရကလည်းကမ္ဘာအလဲကျင်းဂုတ်တိခါရှိရှိရည်တည်နေတဲ့နိုင်ငံတစ်ခုအတူတူမြတ်မပောင်းညစ်တွန်းတွန်းလာတဲ့အနေဖြင့်ဂီတအနုပညာရှင်များအလုပ်ကိုအတင်းကျပ်ဆိုင်ပုံများကင်ပြီးဝါရဖြတ်ခိုင်းနေဒီမှာလည်း မြေမကောင်းအတွေ့လာရတာဖြစ်ပါရယ်၎င်းတော့ဝါဒဖြစ်ရုပ်ရှင်တူလီတွင်မှာပါဝင်သူများအားလူထုကဝါဝဲတပိမောက်ကြတဲ့အဖြစ်ကိုတွေ့လာရ၍ရွေးကောက်ပွဲဆိုတဲ့တတော်ဝင်အခမ်းအနားအောင်မြင်နိုင်ပါမလားဟိုတန်လျာရှိလာနေကြတာကိုလည်းခံမနေကြပါရယ်၎င်းတို့ရဲ့လွှတ်ရများအားဝေဖန်ထောက်ပြပြောဆိုနိုင်မဲ့ပါတီများတစ်ခုတည်းများပါခွင့်မပြုဘဲမင်းအွန်လိုင်းစိတ်ကူပေါ်လာသည့်ဥပဒေများကိုခလုံးနှိတ်အတီးပြုပေးရန်သာခေါ်ယူမဲ့လွတ်တော်ဆိုတဲ့ကြီးတွင်ဝင်ထိုင်မဲ့ဆေးစုရဲ့အစိတ်သားအရေးအတွက်ပင်မနှဲရှာရတော့မှဖြစ်ပါရယ်ထိုစင်းထက်ပေါ့ဖို့စေရန်ရှင်များအ ပြိုင်မဆိုင်လက်ထိုးချမိပဲမလွဲဧကံပဲဖြစ်ပါရယ်2020ရွေးကောက်ပွဲအပြီးမရှိမလအရေးလိတ်သွားရနိုင်ငံတော်အနာကိုအကျန်းဖက်ရယူရမည်ဟူသောအတန်းများထွက်လာတဲ့ချက်တွေရက်ကိုအခါထောင်နှံဆန်ရတော့ပြင်းဟဝဟဝရဲ့ချက်ကရခုလိုတရိပ်ပေးခဲ့ပူရာဖြစ်ပါရယ် တကယ်လို့အငင်းပေါ်မှုတွေကမဲဆန္ဒနဲ့အငယ်ငယ်လောက်မှသာဖြစ်တယ်ဖြစ်စဉ်တွေကလည်းရွေးကောက်ပွဲရဲ့လက်ချက်တစ်ခုကိုပြောင်းပြန်ပိုင်နေတဲ့အထိပမာဏမများဘူးဆိုရင်တော့မဲဆန္ဒနဲ့တကူချင်းစီအလိုက်ပဲရွေးကောက်ပွဲဥပဒေနဲ့အငင်းကန့်ကွက်တင်တယ်တစိမ့်တရိဒဖြစ်စဉ်ကိုလည်းအလုံးစုံဖြစ်စဉ်လို့ယူဆပြီးတုတ်ပြန်ဆောင်ရွက်နေတဲ့လူထုကအရှုံးကိုလက်မခံနိုင်တဲ့ပါတီကလန့်တိုက်တဲ့ပါတီလို့မြင်သွားနိုင်တယ်အဲ့ဒါဆိုရင်တော့မဲရှုပ်တလို့နိုင်ငံရေးတိုက်ခိုက်လဲရှုပ်လိမ့်မယ်လို့ဖော်ပြထားဖြစ်ပါရယ်ဥယျာထုတ်တီစစ်ပေအရာရှိဟောင်းကြီးများတာပါဝင်နေတဲ့ကျက်ဖို့ပါတီဂျီလူထုတတွေးခွက်ပလက်မျောမိ အဖြစ်ကိုမြင်လာ၍စိုးရိမ်တကြီးပြောခဲ့ခြင်းမျိုးသားဖြစ်ပါရယ်။ဆက်လက်ပြီးတော့စကောမရှင်အတပိတ်ချင်းကိုတင့်ကားနဲ့တက်ချကားရှင်များကိုတုံပြီးစည်ရည်ပြင်ဆင်နေတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပြမှာဖြစ်ပါရယ်။ မန္တလေးတိုင်းမတရားမျိုးနဲ့အင်ဂျင်များဆရာကြီးနဲ့စကြင်တောင်းပဝင်ခြင်းကိုစကောမရှင်ကထိန်ချုပ်ပြီးနောက်တပိတ်ချင်းမျိုးနဲ့အတွင်းတို့ကိုရောက်၍ပြည်စင်းချောင်းတရားပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့ကမတရားရှိတော်လိုင်းချက်များသဆွေရဆင်းအရေးပါနေတယ်နေမြများကိုစကောမရှင်ကပြန်လည်ထိန်ချုပ်ပြီးနောက်တပိတ်ချင်းမျိုးနဲ့အတွင်းတို့သင်္ကန်းနဲ့တက်ချကာကများပါအသုံးပြုပြီးဝင်ရောက်ရချုပ်ပန်းလာခြင်းဖြစ်ကြောင်းတရားရင်များချက်နဲ့သိရှိရပါတယ် မတရားကိုသိမ်းပယ်ပြီးရင်တော့မန္တလေးမြောက်ချမ်းစီအနေထားတွေပြောင်းလဲလာပါတယ်။တပိတ်ချင်းတဲ့အတွင်းကိုအင်အားလုံးရင်လည်းဝေရောက်နိုင်ရေးပြင်ဆင်လာနေပါပြီလို့စီရီတရေမြက်ကပြောဆိုထားပါတယ်။မတရားမျိုးနဲ့မြောက်ဖြားရှိ တနာမြောက်ရွာအထိထိတ်ချုံလာတဲ့စကောမရှင်က60မမတာဝေးပြစ်စိပြောင်းများကိုအလွန်ကြတော့ဆွေး၍တပိတ်ချင်းနဲ့အတွင်းတို့ဝေရောက်ရပြစ်စင်လာနေချစ်ဖြစ်ပါရိစကောမရှင်အစည်းပြစ်စင်မှုများရတပိတ်ချင်းနဲ့စကုကုအထိကစင်မြနာအဖြစ်ထွတ်ဆစ်စင်ပြစ်စင်နေချစ်ဖြစ်ကြောင်းတရေမြများချမှသိရပါရိစကောမရှင်အခမ်းအနားရ65စကြောင်းနဲ့ကြောင်းလုံးဆရောကြီးတီရောက်ရှိလာပြီးလေကြောင်းရကောက်ဝေးချက်များနဲ့စကြင်တောင်းအထိထိတ်ချုံသွားနေချစ်ဖြစ်ပါရိ မတရားမျိုးနဲ့စကုမျိုးနဲ့တပိတ်ချင်းမျိုးနဲ့များတွင်စီးရေပုံမပြင်းချလာတော့ကြောင့်ဒေတာကပီတူလူချုံများအနေဖြင့်စီးရေအတိရှိချက်ရနဲ့ပြည်သူ့ကာကွယ်ရေးတမတော်မှတ်တရေ MGY PDF ကတရားဝင်ထုတ်ပြန်ကြေညာထားလည်းဖြစ်ပါရည် စကောမရှင်ကလုံးမဲ့ရွေးကောက်ပွဲတွင်မက်တီယာစစ်ကူနှင့်တပိတ်ချင်းမြို့နယ်များပါရွေးကောက်ပွဲပြုလုပ်ရန်ပါဝင်တဲ့တဲ့အတွက်စကောမရှင်ကအဆိုပါနယ်မြေများကိုထိတ်ချုပ်စိုးဝိုင်းနိုင်ရန်အပြင်းထန်ထူးဆန်းတိုက်ခိုက်လျက်နေကြောင်း MG1 PDF ကထုတ်ပြန်ကြေညာထားခဲ့တာပဲဖြစ်ပါရယ်။ကျောင်းနဲ့တက်ဆက်ပေးမှုကုချမဝေကဌာနကိုပြုပါရှင်။နောက်ထပ်ပြည်တွင်ပြပသတင်းများကျောင်းနဲ့သတင်းများနဲ့နောက်ဆုံးအသတင်းများနဲ့အချို့ပြန်လာပါမယ်။ရေတောင်များလုံးမဲ့ရွှေလန်းရှင်နဲ့ကြားပါစေရှင်။